င်္ဂလာပါရှင်။အော်တိုဘလာ23ရက်ကျတာရီနေ့ရရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တင်ဆက်ပေးမယ့်သတင်းကြောင်းများကတော့ကျောင်းစာကြည့်တဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိမြင့်တေးလှုပ်ရှားမှုအခမ်းအနားများကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတလားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပတဲ့ကျောင်းစာကြည့်တဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိမြင့်တေးလှုပ်ရှားမှုအခမ်းအနား လူငယ်စကားဝိုင်းကြပြရွတ်စုပြန်ပွဲနှင့်ဂိမ်းပြန်ပွဲများကိုအောက်တိုဘာ22ရက်နေ့နံပိုင်းကခနောင်ချောင်းဝအခြေခံပညာထက်တန်းကျောင်းခွဲမြမာလာခမ်းမမှာကျင်းပကြောင်းသိရပါတယ်။အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးရွှေလိုင်းကအမှားစကားပြောကြားခဲ့ပြီးလူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစည်းအရာရှိဒေါ်တိရာဝင်းကဦးဆောင်ဖြစ်ဆောင်ရွက်ခဲ့ပြီးလူငယ်နှင့်အာဃာတလူငယ်နှင့်အနာဂတ် လူငယ်နှစ်စားပြီးလူငယ်နှစ်ကျမ်းမာရေးလူငယ်နှစ်အားကစားကောင်းစဉ်များဖြင့်ကျောင်းသားကျောင်းသူများကဆွေးနွေးကြပါတယ်။အဲဒီနောက်ကြပြရွတ်စုပြိုင်ပွဲနှစ်ဂိမ်းပြိုင်ပွဲများဆက်လက်ကျင်းပကြောင်းသိရှိရပါတယ်။အလားတူမြောက်ကလပါမျိုးနဲ့ပြန်ကြားရေးနှစ်ပြည်သူစစ်ဆေးရေးဦးစီးဌာနနဲ့အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးစာဖတ်ရှိမြင့်တရေလှူရှားမှုအသိပညာပေးဟောပြောဝေနဲ့ပြဝေးပြန်ဝေးများကိုအောက်တိုဘာ22ရက်နေ့နဲ့10ရက်က အမတ်ကူအခြေခံပညာအထက်တန်းကျောင်းဝယ်တွင်ကျင်းပရာကျောင်းဆရာမကြီးဒေါက်တင်စာလိုင်းကအမှာစကားပြောကြပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့စစ်ဆေးရေးဦးစီးဌာနမှဦးစီးရရှိဒေါ်ပြမြဝင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးသိန်းဝင်းစောတို့က လူငယ်အသိပညာပေးဟောပြောကြကာဂင်ကစားနည်းပြန်ဝင်များဆက်လက်ကျင်းပကြောင်းသိရပါသည် အလားတူပဲရန်ကင်းမြို့နယ်ပြည်ချိုင်းနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအခြေခံပညာဦးစီးဌာနမြို့နယ်မြို့သူ့ရေးအဖွဲ့နှင့်စာရေးဆရာအသင်းတို့ပူးပေါင်းပြီးအော်တိုဘာ22ရက်နေ့နက်9နာရီကလေးချင်ရေလေလံကျောင်းတွင်ကျောင်းစာကြည့်တဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိမြင့်တင်ရေးလှူရှားမှုအခမ်းအနားကိုကျင်းပကြောင်းသိရပါသည်အခမ်းအနားအားကျောင်းသားကျောင်းသူလေးများကမြမကျောင်းတချင်းဖြင့်အခမ်းအနားကိုဖွင့်လှစ်ပြီးကျောင်းဦးကြီးဒေါ်ပွင့်ဖြူခိုင်ကအဖွင့်အမစကားပြောကြားကရန်ကင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဖြစ်အောင်ဝန်ကမူတည်တာစကားပြောကြပါတယ်။အဲဒီနောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဒေါ်လလထွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာတီတီလည်းနဲ့စာရေးဆရာအသင်းမှစာရေးဆရာမောင်မြတ်နှူရန်ငင်းတို့ကအသိပညာပေးဟောပြောကြပါတယ်။အဒီနောက်လူငယ်စကားဝိုင်းနှင့်ပုံပြပြောပြိုင်ပွဲ၊ကြပြရွတ်စုပြိုင်ပွဲများနှင့်ကာယပြိုင်ပွဲများကျင်းပကြောင်းသိရပါသည်။ အလားတူကွန်ချန်ကုန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့စစ်ဆေးရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပတဲ့စာဖတ်ရှိမြင့်တီးလှူရှားမှုအခမ်းအနားကိုအောက်တိုဘာ22ရက်နေ့နက်ပိုင်းကတော်ကူးကြီးရွာအခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးရဲတင်းကအမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့စစ်ဆေးရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်နက်ဆွေနေဦးကစာဖတ်ရှိမြင့်တီးလှူရှားမှုအခမ်းအနားကျင်းပပြုလုပ်ရခြင်းအရွယ်ချက်ကိုပြောကြားပြီး မြို့နယ်စားသုံးသူကြီးရဦးစီးဌာနတာဝန်ခံဒေါ်လင်းရွေးမြို့နယ်လက်ထောက်တိုင်းရင်းစေမှုဒေါက်အီမြတ်စုလူကအသိပညာပေးဟောပြောကြကာကျောင်းဆရာမကြီးဒေါက်ညိုနိုင်ကကျေးဇူးတင်စကားပြောကြပါရယ်အဒီနောက်ပုံမြင်ပြောပြိုင်ပွဲကြပြရွတ်စုပြိုင်ပွဲများဂိမ်းကစားပြိုင်ပွဲများကိုဆက်လက်ကျင်းပကြောင်းသိရပါရယ် အလားတူလှိုက်သားရရှိပိုင်းမြို့နယ်တွင်စာဘက်ရှိမြင့်တေးလှူရှားမှု အသိပညာပေးဟောပြောဝဲပြဝဲပြန်ဝဲများကိုအော်တိုဝါ22ရက်နေ့နဲ့စင်နိုင်ကအမှတ်9ရက်ကွက်အခြေခံပညာအထက်တန်းကျောင်းအမှတ်9တွင်စာဝဲကျောင်းသိရပါသည်။ဟောပြောဝဲတွင်ဦးစီးရရှိဒေါခင်ဝင်းမှုကအသိပညာပေးဟောပြောပြီးစကပုံဆက်ကင်းကစားနည်းများပြုလုပ်ကြောင်းသိရပါသည်။ အလားတူတွင်တင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ကူးပေါင်းကျင်းပတဲ့စာဘတ်ရှိန်မြင့်တီအခမ်းအနားကိုအောက်တိုဘာ22ရက်နေ့နဲ့စနေနေ့ကအလေချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာကျောင်းသားကျောင်းသူများကမြမကျောင်းတည်သူချင်းဖြင့်တည်ဆူဖွင့်နေပြီးကျောင်းဆရာမကြီးဒေါက်ခင်ခင်ကြီးကအမှားစကားပြောကြပါသည် ဆက်လက်ပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှု WW စာသွန်သူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးတန်းနိုင်စာရေးဆရာဝင်းထုပ်ဦးတို့ကအသိပညာပေးဟောပြောကြားပြီးပုံပြောပြန်ပွဲကြံပြရွေးပြန်ပွဲများကျင်းပကြောင်းသိရပါသည်။ အလားတူဗုဒ္ဓထောင်မြို့နယ်တွင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်အားကစားပစ္စည်းများပေးရလှူဒါန်းပွဲကိုအောက်တိုဘာ22ရက်နေ့နက်ပိုင်းကအမှတ်လေးအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးလိုင်မောင်ကအဖွဲ့မှစကားပြောကြားပြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှမြို့နယ်အားကမှုဒုံမြက်လေးနယ်ကလူငယ်နှင့်အားကစားကောင်းစဉ်ပြေဟောပြောပါသည် အဲ့ဒီနောက်မြမချင်းအလှဖြင့်ရန်ကင်းမြို့နယ်အမတ်တိခြေကင်ပညာအထက်တန်းကျောင်းဂရိတ်စစ်ကျောင်းသားမောင်ဖြိုးညီတန်းကချင်းအလှခက်ဖြင့်ခက်ပြဖြိုးပြီးပြီးမြို့နယ်အကစားမှုကအကစားပစ္စည်းများလှူဒန်းကြောင်းသိရပါတယ်။အလားတူရန်ကုန်နောက်ပိုင်းခရိုင်ကျောင်းစာကြည့်တဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာပတ်ရှိမြင့်တည်ပွဲတော်ကိုအောက်တိုဘာ22ရက်နေ့နဲ့ဆင်နိုင်ကဗဟန်းမြို့နယ်ရှိအမတ်တိခြေကင်ပညာအထက်တန်းကျောင်းမိုးဦးပန်းခမ်းမှာကျင်းပရာကျောင်းသားကျောင်းသူများကပညာပန်းတိုင်စာကြည့်တဲ့အချင်းဖြင့်တည်ဆုံခွင့်နေပါတယ်။ ဆက်လက်၍ကမာရုတ်ခရိုင်ပညာရေးမှူးဒေါက်တာစုစုလိုင်ကဖွင့်အမှာစကားပြောကြားပြီးစာရေးဆရာမပေါပေါက်ကစာပေချင်းအကျိုးကျေးဇူးကောင်းစဉ်မြေဟောပြောပါတယ်။အနောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါက်အေးခိုင်ဦးဆောင်ကလူငယ်စကားဝိုင်းကျင်းပကြောင်းလည်းသိရပါတယ်။ အလားတူဒီကုမျိုးတိမြောက်ပိုင်းမျိုးနဲ့ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနဲ့အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပတဲ့စာဘက်ရှိမြင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကိုအမှန်လေးအခြေခံပညာထက်တန်းကြောင်းလှသစဉ်ခမ်းမာရင်းအောက်တိုဘာ22ရက်နေ့နဲ့ဆယ်နေ့ကကျင်းပရာဒုတိယမျိုးနဲ့အုပ်ချုပ်ရေးမှုဦးမင်းလက်ပိုင်ဦးကအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့စစ်ဆေးရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်မင်းမြင့်ကြီးက စာဖတ်ချိန်မြင့်တင်းလှူရှားမှုဆောင်ရွက်ရခြင်းဤရွေးချက်ကိုပြောကြားပါရယ်ဆက်လက်ပြီးကပြန်ရွှေ့ပြောင်းဝဲနှင့်လူငယ်စကားဝိုင်းတို့အားဆက်လက်ကျင်းပကြောင်းသိရပါရှင့်